င်ဆရာရှင်းပြပေးမှာပဲဒါလူငယ်သွေးတူယောဂအကြောင်းလေးပြည့်စုံတိကျရတာပေါ့နော်အဲဒီတော့လေဆရာသွေးတူယောဂမှာပေါ့နော်သွေးတူယောဂရဲ့လက္ခဏာတွေကရောဆရာဘယ်လိုမျိုးတွေဖြစ်နိုင်မလဲဆရာသွေးတူယောဂရဲ့လက္ခဏာတွေကဘာတွေလဲဆိုရင်တော့အရှင်းဆုံးပြောရင်တော့ဘာလက္ခဏာမှမပြအောင်ဩဟုတ်နော်သွေးတူဒီ asymptomatic ပဲသူဟုတ်ကဲ့ဘာလက္ခဏာမှမပြအောင်ဟုတ်ကဲ့ဆရာဘယ်ခါမှပြလဲဆိုရင်သွေးအရင်တက်သွားပြီးလေးဖြောက်သွားတယ်ဘုလုံးသူကြောက်ပေါက်ဝင်တဲ့အနေဖြစ်တယ်ဟုတ် သူ့ရဲ့နောက်ဆက်တဲ့စိုးကြိုကြီးကြီးပွားပွားပေါ်ပါသေးတယ်။တွေးလို့ယောဂါလက္ခဏာမပြဘူး။တွေးလို့ယောဂါကိုတီးဖို့ဒီဆရာတို့ရှေ့မှာပြောခဲ့တယ်။အကောင်းဆုံးနည်းလမ်းတစ်ခုပဲရှိတယ်။သွေးပောင်ချင်းကြည့်ကြပါ။ဒါမှပဲတွေးလို့ယောဂါတီးမှာ။အဲ့တော့ဆရာတို့ဒီနိုင်ငံမှာဆိုလဲတမီးရဲ့တချို့ကပြောတယ်။ဟာခေါင်းအောင်နဲ့ခေါင်းမူးတယ်။ဒီလက္ခဏာလေးတွေကတွေးတူကြောက်ဖြစ်တယ်ဆိုပေမဲ့အခြားလက္ခဏာယောဂါတွေကြောင့်ဒီလက္ခဏာလေးဖြစ်တယ်ကွာ။ အဲ့တော့သွေးထူးသမားတိုင်းဒီလက္ခဏာမပြအောင်အဲ့တော့ဆရာမှတ်သားစေချင်တာကတော့နော်ပြည်သူလူထုကိုပြောချင်တာကတော့သွေးထူးဒီလက္ခဏာမပြပါဘူးနော်ခုနကကြီးကြီးမားမားအသက်အန္တရာယ်ဆုံးရှုံးမှသာလေသွေးထူးရှိမှသိကြတယ်။ဒါကြောင့်ဆရာတို့ဆေးပညာမှာသွေးထူးရောကောင် silent killer နော်အတန်သိလူကြသမားလို့ခေါ်တယ်။နောက်ဆေးုံစေကနေမှာ line ပြောတယ်။အားရှိရတဲ့ဆရာဆရာကျွန်တော်သွေးပုံရှင်180 190ခံနိုင်တဲ့ဘာလက္ခဏာမပြအောင်မဟုတ်ဘူးအဲ့ဒါပိုအန္တရာယ်များတာ လက္ခဏာမပြတော့သူကဘာမှကိုမသိဘူး။သူသိတဲ့အချိန်ကနောက်ကျ။ဟိုနေ့ကဆရာဒီအာယုဆေးဦးမှာလာပြတယ်ကွာ။အားဆရာကျွန်တော်6တော့ကလေးရောင်းနေလို့တက်60လောက်အမျိုးသားတယောက်။သဘောပါလိမ့်ဆရာဘယ်ဘက်6တော့လေးထူပြ။6တော့ခြေကုန်လေးရောင်းလို့ကြည့်ပေးပါဦး။အဲ့တော့ကြည့်တော့သွေးပေါင်ကြီးက200ကျော်နေအပေါ်သွေးအောက်သွေးက120။သူ့ကိုသွေးစစ်လိုက်တဲ့အခါမှာကြောက်ကက်စိတ်ခရီးတနေမတမီရဲ့အဲ့ကောင်1300ကျော်ဟုတ်တယ်။ဟောသူကအခုဆိုရင်ကြောက်ကက်ပြက်စီးပြီးတော့ကြောက်ကက်ဘာတကူကြီးတွေနဲ့ ကြောက်ကက်ဆေးရတဲ့ဘုရားရောက်သွားပြီနာရာရှိကြောက်ကက်ဆေးရတဲ့အချင်းမျိုးရောက်သွားအဲ့တော့ဆရာပြောချင်တာကသူတို့ယောဂာလက္ခဏာမပြပါဘူးနောက်ဆက်တွဲပြဿနာတွေပေါ်လာမှလက္ခဏာပြတာဖြစ်ပါတယ်သူတို့ယောဂာကိုသိဖို့ရသည်ဘာဖြစ်လဲသွေးပေါင်ချိန်တန်းရင်းသည်တာတစ်ခုသေးသောအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်ဒါကြောင့်မလို့အိမ်မှာသွေးပေါင်ချိန်ပုံမှန်ချိန်ကြပါကို့မှာသူတို့ယောဂာရှိမရှိစမ်းစစ်ကြပါနော် ခြားလက္ခဏာတွေမပြပါဘူး။ဟုတ်ကဲ့ပါဆရာ။အဲ့တော့ပေါ်တော့ဆရာဒီနောက်ဆက်တွဲအနေနဲ့လင်းပေါ်တော့ခန္ဓာကိုယ်မှာဘယ်လိုမျိုးထိခိုက်မှုတွေရှိလာနိုင်လဲဆိုတာလေးကိုလည်းဆရာရှင်းပြပြပါဦးရှင်။ဟုတ်။အဲ့တော့ဆရာရှင်းမှာပြောခဲ့သလိုပဲတွေ့တူသည်သူတယောက်တည်းမဖြစ်ဘူး။သူတယောက်တည်းဖြစ်တာလည်းရှိတယ်။စီဂျိုနဲ့တွဲဖြစ်တယ်၊တွဲရင်းစီတက်တွဲများနဲ့တွဲဖြစ်တယ်။တွဲဖြစ်လေတွဲဖြစ်လေ NDA တွေကပူများလာတယ်ပေါ့သမီး။အားလုံးကတော့နောက်ဆုံး ဆုံးသက်ကတော့စီဂျူသွေးတို့အားလုံးရဲ့အဆုံးသက်ကသွေးတွင်းစီရံများရဲ့အဆုံးသက်ကအုံနောက်မှာဆိုရင်တော့လေဖြတ်တာအဲ့တော့သွေးတို့ကအုံနောက်သွေးကျော်ပိတ်ပြီးလေဖြတ်တာရှိတယ်။ဒါဆိုတပည့်ရဲ့ချမ်းဖြတ်ပြီးတော့နော်တော်ဒုက္ခရောက်ပါသေဖြတ်သွားတဲ့သူတွေဆိုရင်နော်ဒီမှာရှိတဲ့မိသားစုဝင်တွေဒုက္ခတွေရောက်တယ်သူကိုယ်တိုင်လည်းပဲဒုက္ခရောက်တယ်နောက်တစ်ခုကအုံနောက်သွေးကျော် ပေါက်သွားတာအဲ့ဒါဆိုရင်တော့တပည့်ကအသက်အန္တရာယ်ချက်ချင်းဖြစ်သွားတဲ့လူချင်းဆိုရင် ်အချိန်မီကုသနိုင်တာလည်းရှိတယ်ခွဲစိတ်ပြီးရှိဆိုတဲ့ခွဲစိတ်ကုသလို့မရတော့ဘဲနဲ့เนาะအသက်အန္တရာယ်ဖြစ်သွားကြတယ်သွေးပေါင်းချင်းတရား80 200တက်ပြီးသွေးကြောပေါက်သွားတာချက်ချင်းသတိလစ်သွားတယ်တက်ပြီးတော့နောက်အသက်အန္တရာယ်ဘလို့လို့လို့မမှီတော့တာလည်းရှိတယ်အဲ့တော့အဲ့ဒါအမှန်တကယ်ကြောက်ဖို့ကောင်းပါအေးလော့ဒ်ဒေါင်းမှုဆက်ကုန်းပြီးသွေးပေါင်းချင်းကြီးကြပါ190 200လေးဖြစ်တာပေါ့လို့မရပါဘူးเนาะနှစ်ကတော့နှလုံးမှာတူပြီးနှလုံးသွေးကြောပိတ်တယ် အနုလုံးစိကျော်ပိတ်တာဆရာတို့ခေါ်တာဟတ်အတက်ပေါ့နော်ရုပ်တရားနှလုံးသွေးကျော်ပိတ်ပြီဒါလည်းအသက်အန္တရာယ်ဖြစ်တတ်တယ်နော်တော့နှလုံးသွေးကျော်လုံးဝမပိတ်သေးတော့နှလုံးသွေးကျော်ကျင်းနေအဲ့ရနေပြီးနှလုံးအားနေတယ်တခုလုံးဖောပြီးမောပြီးရောက်လာတယ်နော်ပြီးရင်နှလုံးခုန်မမှန်တာပေါ့ဆရာတို့ဆေးပညာခေါ် atrial fibrillation နှလုံးခုန်မမှန်တာတွေဖြစ်တယ်နှလုံးသွေးကျော်ပိတ်တယ်ကွာနှလုံးအားနေတယ်နှလုံးခုန်မမှန်ဘူး သုဒ္ဓခသာရခတ်တယ်လို့ကိုငွေကုန်ကြေးကြရင်လည်းအရင်များပါတယ်ဒါကြောင့်မလို့သွေးတိုးအဆင့်မှာစောစီစီတည်ရင်အကောင်းဆုံးပါဒါလေးထပ်ပြောချင်ပါတယ်နော်နောက်တစ်ခုကကြောက်ကက်သင်သူလဲထုံပြီးလဲကောင်းမယ်ဆရာတို့ခဏခဏကိုခဏခဏကိုတွေ့နေရတာကြောက်ကက်ဒီနာဒါရှိကြောက်ကက်ပျက်စီးပြီးမှရောက်လာတယ်အဆင့်လေးအဆင့်၅ကျမှတည်ကြတယ်သွေးပေါင်ချိန်ကအရင်တက်တယ်ကြောက်ကက်ဒီစီးရတယ်ကြောက်ကက်ဒီလဲရတယ်ခုနလိုပြောသူ ကုသမှုဝေကုန်ကြီးကြရတဲ့အရင်များတယ်မိသားစုကမတက်နိုင်ဘူးမတက်နိုင်တော့ကြောက်ခတ်မစေးဘူးအဲ့မှအသက်အန္တရာယ်ဖြစ်ကြတယ်နော်ဆိုတော့နောက်ဆက်တွဲတော့မျက်လုံးပေါ့နော်မျက်စိမှာလည်းပဲအာမျက်လုံးသွေးကြောလေးတွေမှာသွေးတူကြောက်ပြဿနာဖြစ်တာလေးတွေရှိပါတယ်အဲအရေးကြီးတာဆရာကုနာဘုရားပြောတာသုံးချက်ပါလေဖြတ်တယ်ဥုံတော့သွေးကြောပေါက်သွားနိုင်တယ်ဥုံနောက်ထပ်မယ်နော်နောက်နှလုံးနဲ့ပတ်သက်နှလုံးသွေးကြောပိတ်တယ်နှလုံးသွေးကြောလုံးသွေးကြောပိတ်ပြီးနှလုံးအားနေပြီးဖောတာပေါ်တာဖြစ်နိုင်တယ်နော်နာတာရှိကြောက်ကပျက်စီးဖြစ်နိုင်တယ် ဒါတွေကတော့အရေးကြီးတဲ့နောက်ဆက်တွဲတွေပဲဟုတ်ကဲ့ပါဆရာဟုတ်အဲ့တော့ဒီသွေးတို့ယောဂလို့သိပြီဆိုတာနဲ့ပေါ့နော်အာဘယ်လိုမျိုးကုသရမလဲဆောင်ရယ်ဆောင်ရယ်လေးတွေပေါ့နော်ဆရာအဲ့ဒါလေးလည်းတစ်ချက်တော့ရှင်းပြပေးပါဦးရှင်ဟုတ်အဲ့တော့တမီးရဲ့သွေးတို့ယောဂလို့သိရင်ဘယ်လိုလေးကုသရမလဲဆိုရင်အရင်ဆုံးပြောချင်တာကတော့ဆရာတို့ဒီမှာဖြစ်များနေကြအတွေ့အများတာနော်လေသွေးတို့တယ်ဆိုရင်ဒါရက်ွက်ထမှာတမီးပြောတဲ့သွေးကြစီဒီလိုပဲဝယ်တောက်နေကြတယ်တမီးရဲ့ ကြောင်းမျိုးကြောင့်ခက်ခဲတွေလည်းရှိကြတာပေါ့စင်းစင်းကလည်းခက်ခဲတွေရှိကြတယ်เนาะပြတာကိုခက်ခဲတွေရှိကြတော့ဒါသူများဒီ5 mg လေးတောက်သူလည်း5 mg လေးတောက်အချို့နေဘက်ကလာတွေပြောရေရဟဟာဘာတောက်လဲမောင်တီလုံးလေးတွေတောက်နေเนาะမောင်တီလုံးလေးဆိုတချို့တော့သေးပေါင်ကြီးကတ်သေးပေါင်ကြာစေကတ်ကလေးတွေဖောင်းဖောင်းလေးဒါမောင်တီလုံးလေးခေါ်ကြပြောချင်တာကကိုမတွေ့တူရှိရင်သေးပေါင်ကြာစေတောက်လိုက်ရင်ရပါပြီလို့ယူဆကြတယ်ဟုတ်မှန်ပါတယ် တောက်တာလည်းကျေးဇူးတင်ပါတယ်။တောက်ပြီးတော့သွေးပေါင်ချိန်ပုံမှန်တိုင်းရောက်ရင်လည်းအဆင်ပြေပါတယ်။နော်ဒါပေမဲ့သွေးပေါင်ကြာစည်းဆိုတာဒီကလား6မျိုးရှိတယ်မြည်ရဲ့။ဒီတိုင်းသူများပြောတာလည်းတောက်လို့မရပါဘူး။နော်တောက်လို့မရဘူး။နားရတဲ့ကြံတဲ့ဆရာဝန်ကရွေးချယ်ပေးဖို့လူတယ်။နော်ရွေးချယ်ပေးဖို့လူတယ်။အစိုးရသွေးပေါင်ကြာစည်းတွေကတမီးရဲ့ မပန်းနိုင်ချက်ရှင်ပေးလို့မရဘူးအချို့သောသွေးပုံကြစည်လေးကစီဂျိုယောဂရှိတော့ဒီသွေးပုံကြစည်လေးပူပြီးတာကောင်းမယ်နော်တော့လူနာကြောက်ကပြက်နေပြီလားကြောက်ကအစိတ်ကဘလောက်တက်နေပဲလဲဒါဆိုရင်ဘလို့သွေးပုံကြစည်တော့မပေးသင့်ဘူးနော်သွေးတို့ရောက်သူမှနှလုံးအားနေနေပြီလားဘလို့သွေးပုံကြစည်လေးသုံးတော့ပူကောင်းမယ်ဆိုတာဆရာတို့နိုင်ငံတကာစီးပညာရှင်များပါရူကြီးများကနေပြီးတော့နော်သေဒနာပြုလုပ်ပြီးတော့ ချပြထားတဲ့ guideline တွေရှိပါတယ်ဒါကိုဆရာဝန်များအားလုံးကနားလည်တွက်ကြံကြပါတယ်အဲ့ဒါတွေနဲ့စဉ်းစားရွေးချယ်ပြီးပေးတာပို့ပြီးထိရောက်ပါတယ်ဒါလေးနဲ့မဲ့တည်းပြောချက်တယ်နော်ဘလို့ကုသအောင်ခိုင်းရမလဲဆိုရင်နားလည်တွက်ကြံတဲ့ဆရာဝန်များနဲ့ပြသပြီးကုသပါကိုယ်သဘောနဲ့ကိုဟိုနော်တောက်တာနဲ့စာရင်အဲ့လိုလေးတောက်တာပို့ထိရောက်ပါဆိုနံပါတ်1ပြောချင်ပါတယ်နောက်တစ်ခုကတော့တမီးခုနလိုပေါ့ဆရာတို့သွေးတိုးကုရတဲ့3ဘိုင်းရှိတယ်နံပါတ်1ကတော့ ဒီအစားတောက်အနေထားမိမိရဲ့လူထိုင်မှုစနစ်ကိုစနစ်တကျအားလေးလှုပ်လိုက်ရင်သွေးပုံချိန်ဟာပြန်ကျလာပါတယ်နော်နှစ်ကတော့ဆယ်ခုနှစ်ပြောတယ်သွေးပုံချစီတောက်သုံးခြင်းပေါ့သုံးကတော့ကစားတော့ဆက်ဆက်ယောဂါစီဂျူဘာလို့ကုတာခြင်းပေါ့နော်နံပါတ်၄ပြန်ပြောရင် non pharmacological treatment လို့ခေါ်တယ်ဆရာတို့လူနေထိုင်မှုအစားတောက်နော်ဟုတ်ကဲ့ပြည့်ရင်ကြောင်းလေးရပါအဲ့တော့ဆရာတို့သွေးပုံချိန်ကဘယ်လောက်ထိရောက်အောင်မှပြန်ကောင်းမှလည်းပေါ့ ကောင်းတာကတော့140 90အောက်ရောက်မှာဒါကုသမှုအောင်မြင်တယ်လို့ခေါ်လို့ရဒါပေမဲ့တချို့စီးကြိုရှိတဲ့သူတွေလေဖြတ်ထားမှုတဲ့သူတွေနှလုံးယောဂသွေးကြောချင်းယောဂရှိတဲ့သူတွေဆိုရင်သွေးပေါင်ခြင်းဟာ130 80အောက်ကိုချမှာဖြစ်ပါတယ်အဲ့ကောင်ကလည်းပြောတော့အစားတောက်ကဲဘက်ကဆေးရနှစ်ခုတွဲနိုင်ဖို့ကောင်းပဲဒါစားတောက်အနေထိုင်ဆွဲနေရမှာဆရာတို့ရှင်းမှာပြောသွားတယ်လို့ပဲဝိညာဉ်နေဝေးလျှော့ပါကိုလေးချင်းလျှော့ရပါเนาะ တော့ဆရာကြီးနိုင်ငံမှာအဓိကတော့အငဲအငဲနော်ငပိငချောင်းငပြေရေးကြိုက်ကြတဲ့ချင်ဘက်ဒီစောရာပေါ့အငံတက်များတာတွေ ready made ထုတ်တွေမြို့လူငယ်ဆိုခောက်ဆွဲကြောက်ထုတ်တွေအဲ့တော့အငံပါတာတွေပေါ့နော်ဆိုဒီယမ် content များတာတွေအဲ့ဒါအဓိကရှော့ရမယ်ဆလိတ်ဖြတ်ပါနော်နော်အရဲတောက်တဲ့အရက်ကိုရှော့တောက်ပါဖြစ်နိုင်ဖြတ်ပါနော်ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါတပတ်ကိုအနည်းဆုံး9ရက်တစ်ရက်ကို9ရက်မှ10နာရီ နော်အီရိုဘစ်စော်တာမျိုးတွေရေကူးတာတွေနော်စပိန်စီတာတွေနော်လေ့ကျင့်ငယ်ကိုလည်းလိုချင်လေ့ကျင့်ငယ်လုပ်ပါဒါတွေအားလုံးဒီသွေးပောင်ကိုပြန်ကြစေဆေးမပါသေးဘူးနော်သွေးပောင်ကို ပြန်ကြစေနိုင်တယ်နော်နောက်ဆေးပိုင်းမှာတော့ဆရာခုနပြောသူသွေးပောင်တွေ၄၅မျိုးရှိတယ်ဒါတွေကိုနားလည်တဲ့ကျွမ်းနဲ့ဆရာဝန်တွေကနေပြီးတော့နိုင်ငံတကာပါရဂူကြီးများချမှတ်ထားတဲ့ညွှန်ကြားချက်တွေခိုက်လိုက်နေတယ်စနစ်တကျရွေးချယ်ပြီး ပေးပါလိမ့်မယ်အဲ့ဒါပို့ထိရောက်ပါတယ်တယောက်နဲ့တယောက်မှာမတူညီတဲ့အသက်အရွယ်တွေယောဂအခန်းတွေဒါတွေပို့မူတည်ပြီးတော့သွေးပေါင်ကြသည့်ရွေးချယ်မှသာလင်းမှန်နိုင်ပါတယ်ဆိုတာလေးဆရာဆေးနဲ့ပတ်သက်ပြီးဒီကပြောချင်ပါတယ်เนาะသွေးပေါင်ကြသည့်ဆိုတာပုံမှန်တောက်ဖို့လိုပါတယ်ရောက်ဆိုတာဖြစ်နေတာကခေါင်းလေးအုံလာတဲ့အဲ့ဒါသွေးပေါင်ချင်ကြီးအဲသွေးပေါင်တက်နေသူအဲ့မှာသွေးပေါင်ကြသည့်တောက်လိုက်တယ်ဟုတ်ပတ်တက်မတောက်တော့မဟုတ်ပါဘူးသွေးပေါင်ကြသည့်ကနေ့စဉ်ပုံမှန်တောက်ရပါမယ် သွေးပေါင်ခြင်းကိုမနေ့နေ့လေည24နာရီလုံးဆရာကပြော140 90အောက်အောင်130 80အောက်ထိန်းထားနိုင်မှသာနောက်ဆက်တဲ့စူးကျူးတွေမဝင်မှာဖြစ်ပါလေပြီးသွေးပေါင်ကြစီကိုတခါပေးထားပြီးအရှုလူတာတွေကတော်နဲ့နှစ်နှစ်သုံးနှစ်ပြန်မပြတော့မဟုတ်ပါဘူးစီးကျူးသွေးတူးစည်းတွေဟာ3လတစ်ခါ4လတစ်ခါ6လတစ်ခါလောက်သက်ဆိုင်ရာပါရူကြီးများနဲ့ပြန်ပြပြီးတော့နော်နှလုံးခြေနေဘယ်လိုရှိလဲ ECG လေးဆွဲကြည့်မယ်နှလုံးသွေးကြောင်းကြည့်မိလား စီးတွေသွေးတွေစစ်ကြည့်ပဲကြောက်ကထီးနေပြီလားယူရစ်အက်ဆစ်တက်ကဘလို့လဲသွေးရင်းအစီဘလို့ရှိလဲစီးကြရှိနေပြီလားနော်ဒါတွေကိုကြည့်ပြီးတော့စီးတွေကိုလိုအပ်တယ်လို့ချိန်ဆရပါတယ်စီကြသေးတောက်ရမလားမတောက်အောင်ဖို့မလို့သေးဘူးလားသွေးကျဲစေးသူလို့မလို့ဒါရီလည်းရှိသေးတယ်တချို့လူတချို့သွေးကျဲစေးတွေတောက်နေသူအများကြီးဆရာတို့တွေ့ရတယ်အရာဖြစ်သူပြောခုပြောပါနော်၄၅၆မျိုးတွေတောက် လိုအပ်တဲ့လောက်ကိုနားလည်တဲ့ကျတဲ့ဆရာဝန်များကချိန်ဆပြီးတော့နောက်ကရက်ချင်းလေးကိုလည်း3လတခါ4လတခါ6လတခါစသည်အဖြစ်ပြန်ပြပြီးဆရာဝန်များနဲ့တိုင်ပင်ပြီးတော့တောက်သုံးတာအကောင်းဆုံးပါနံပါတ်3ဆရာကပြောသလိုတခြားသောယောဂါတွေသွေးတိုးတစ်ခုလည်းကုလို့မရပါဘူးဒီလေးဖြဖြတ်အောင်နှုံးသွေးရောမပိတ်အောင်ဒီသွေးတိုးတစ်ခုလည်းကုလို့မရပါဘူးသူနဲ့ဆက်ဆက်နေတဲ့နော်စီဂျိုနှလုံးသွေးရင်းစီတဲ့များတာတွေနော် ုနကယူရစ်အဆစ်များတာတွေအပါအဝင်ဒါတွေအားလုံးကိုတွဲဖက်နေတဲ့ယောဂါတွေကိုကုမာတာလီရင်ညာပြည်သူလူလူလေးဖြတ်ခြင်းနှလုံးသွေးကြောပိတ်ခြင်းကြောက်ကဲ့ပျက်စီးခြင်းကနေပြီးတော့ကင်းဝေးနိုင်မှာဖြစ်တယ်သမီးတက်ရှိကျမ်းမာစွာနဲ့နေထိုင်နိုင်ကြမှာဖြစ်ပါတယ်တမီးဟုတ်ကဲ့ပါဆရာနောက်တမီးနော်ကဲ့ပါဟုတ်ဟုတ် ။အာကျေးဇူးများကြီးတင်ပါတယ်ဆရာဒါဆရာအခုလိုမျိုးရှင်းပြပေးတဲ့အတွက်ကြောင့်မလို့လေပေါ့နော်။သူတို့နဲ့ပတ်သက်ပြီးတော့ဒါအဲဘုဟုတ္တရအများကြီးလည်းရခဲ့တယ်။ဆောင်းရွှေရှာနေနေလည်းသိခဲ့ရတယ်ပေါ့နော်။အဲ့တော့နောက်ထပ်ဆရာအနေနဲ့ကောပေါ့နော်။နောက်ထပ်ဒီပါများထပ်ပြီးတော့မှားကြားချင်တာလေးဖြည့်ဆွက်ချင်တာလေးရှိပါသေးတယ်ဆရာဟုတ်။အဲကျွန်တော်အရင်ကတော့နော်အခုကျွန်တော်ပြည်သူလူထုနော်အားလုံးကိုဒီအချိန်မှာဒီဆွေးနွေးပွဲလေးမှာနော် ပြောပြပေးခဲ့ကြတာလေးကတော့เนาะဆရာတို့ရှင်းမှပြောသွားသလိုတွေးတို့ယောဂါသည်တက္ကနာမပြပါဘူးနံပါတ်1နှစ်သွေးပေါင်ချိန်ကြီးမှတည်ပါတယ်သွေးပေါင်ချိန်ကြီးတည်နိုင်ပါတယ်အဲ့ဒါလေဆရာတို့အိမ်မှာသုံးနေတဲ့ digital pressure cut တွေနဲ့ချိန်လို့ရပါတယ်ချိန်တဲ့အခါမှာဆရာတို့ခုနပြောတဲ့လိုက်နာမဲ့ချက်လေးလိုက်နာရင်ကိုသွေးပေါင်ချိန်မှန်ပါပြီအဲ့သွေးပေါင်ချိန်မှတ်တမ်းလေးကိုမှန်မှန်လေးချိန်ပြီးတွေးတူလာပြီး140ကိုတွေးတူပြီးဆိုတော့မှတ်တမ်းလေးယူပြီးတော့ နားလက်တက်ချမ်းတဲ့ဆရာဝန်တွေပြပြီးညွှန်ကြားတဲ့အတိုင်းစေတောက်ပါကုသမှုခံယူပါအဲဆိုနောက်ဆက်တွဲအန်ဒီရီကိုကျင်းဝေးပါမယ်ကုသမှုခံယူတဲ့အခါမှာလည်းစေးလဲတောက်ပါခုနပြောလို့ဆောင်းရန်ရှောင်းရန်နော်အချက်လေးတွေအစားတောက်နေထိုင်လေးတွေကိုလည်းပဲစဉ်းစားရလိုက်လို့မယ်နော်နောက်တစ်ခါအခုချိန်မှာဖြစ်ပေါ်နေကြတဲ့အနာတဘာဘီအန်ဒီရီအပါဝင်နော်လူမှုဒုက္ခတွေမှာလည်းပဲတနေ့တလောက်စိတ်တော့ကနေတွေကိုနော်ကျင်းဝေးအောင် မိမိရဲ့ဘာသာတရားအလိုက်အဆုံးမလေးတွေနဲ့မိမိစိတ်လေးကိုတည်ငြိမ်အောင်ထားခြင်းဟာလေသိပောင်ကြစီနည်းလမ်းတစ်ခုဖြစ်ပါတယ်เนาะဒါလေးကိုလည်းအားလုံးเนาะဒုက္ခရောက်နေကြတဲ့သူတွေအားလုံးဒီလေးပဲเนาะသိပောင်ချင်းနေရင်မြင့်တက်လာနိုင်ပါတယ်ဒါကြောင့်မိမိရဲ့စိတ်ကလေးကိုတည်ငြိမ်အောင်ထားပြီးတော့ဖြစ်ပေါ်လာတဲ့เนาะခက်ခဲတွေ NDA တွေဘိဒုက္ခတွေကိုတည်တည်ငြိမ်ငြိမ်နဲ့ကျော်လွှားနိုင်အောင်เนาะကျူးစားကြပါเนาะအားလုံးလည်း BND ရဲ့ဒုက္ခအပေါင်းကနေပြီးတော့မြန်ဆုံး ကင်းဝေးကြပါစေလို့ဆရာနေနဲ့ဆုတောင်းမြတ်တာပို့ပြီးတော့ပြောပြီးတဝမ်းလုံးအားလုံးကျမချမ်းသာကြပါစေเนาะဟုတ်ကဲ့ပါအခုလိုမျိုးဆွေးနွေးပြီးသွားတဲ့ဆရာကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါ ်ဒီကနေ့ဆွေးနွေးပေးသွားတဲ့အကြောင်းအရာလေးကတော့ကမ္ဘာသီတို့ယောဂာနဲ့အထိမ်းအမှတ်အနေနဲ့ပေါ့နော်သီတို့ယောဂာနဲ့ပတ်သက်ပြီးတော့အဆောင်ရန်ရှောင်ရန်ဘုဒ္ဓတလေးတွေကိုတင်ဆက်ပေးသွားရမှာဖြစ်ပါတယ်ရှင်အဲဒီအစီအစဉ်ကနေပြီးတော့လည်းကြီးစုတဲ့မိဘပြည်သူအပေါင်းကသီတို့ယောဂာနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးဘုဒ္ဓတရဲ့အများကြီးရရှိမယ်လို့လည်းမျှော်လင့်ပါတယ်ရှင်နောက်လောင်းလင်းပါလေအဲဒီ IU International ဆေးရုံကြီးကနေပြီးတော့အခုလိုမျိုးကျန်းမာရေးဗဟုသုတရပွဲအစီအစဉ်လေးများကိုဆက်လက်တက်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်